ဆရာကြီးမင်္ဂလာပါရှင်။မင်္ဂလာပါသမီး။အခုမေကွန်းရှင်ကဒေါခင်ဝင်းမှာဟုတ်ပြီ။အသက်58နှစ်50 60 60ကပ်ပြီတော့ဟုတ်ကဲ့ဆရာကြီးလှိုင်းမျိုးနေရပါဟုတ်ပြီဆရာကြီးရှင်တဲ့အလုတ်ကတော့မိခိုပါတဲ့ဟုတ်ပြီဆရာကြီးရှင်တဲ့စီချိုယောဂရှိပါတယ်တဲ့ဟုတ်ပြီဗျာအခုတဲ့ကြောက်ကတ်ကတဲ့အသားတက်ကြနေလို့ပါတဲ့အသားတက်ကြတာနော်ဟုတ်ကဲ့ဆရာဟုတ်ပြီစောက်ထဲကအတိုင်းနဲ့နေနေထိုင်စားတော့နေပါတယ်တဲ့ဟင်တက်တာမှာပဲ ဟုတ်ကဲ့ဆရာကြီးထပ်ပြီးဘာများဖြည့်ဆွက်စားရမလဲဆိုတာသိကြင်ပါတယ်တဲ့ဖြည့်ဆွက်ရမလဲဆိုတာသိကြင်ပါတယ်တဲ့ဟုတ်ပြီအဲဖြည့်ဆွက်ထားလဲပြောသလိုဟုတ်ကဲ့ဆရာကြီးရှောင်းရံမှာတွဲပြောမယ်နော်ဟုတ်ကဲ့ဆရာကြီးသမီးအကြော်နေတဲ့အဆက်တွေရှောင်းပါလို့အမတ်တရားပြောကြင်ပါတယ်ဟုတ်ကဲ့ဆရာကြီးဥမာအဖြစ်သမီးဤကြကွေးစမှုစားဘရားကျော်ငားကျော်ကြက်ကျော်သူ့ထက်ဆိုတာခလေးတွေစားတဲ့အခုလီပေါင်းတို့တွေလေဟုတ်ကဲ့ဆရာကြီးအာလူကျော်ငမုတ်ကျော်ဒါရှိရတယ်ပြောတယ်အခုလည်းပြောတယ်နော်ဒါမေးလာတယ်ပဲ ဒီအကျော်တွေကြောင့်မဲ့ဒုက္ခပြီးကြမှန်းသိတာဆရာတော်မပြင်းမရှိမညီမှု၏ထတ်ထပ်ပြောတာပေါ့နာဘူးတတ်မှန်ပေါ့သမီးရဲ့ဟုတ်ကဲ့ပါဆရာအဲဆောင်ပါစားပြရမှာတော့အချင်းနဲ့အခါကိုအချိုးကြကြမျှတာအောင်စားပါဟုတ်ကဲ့ဆရာအချင်းနဲ့အခါဆိုတဲ့နေရာမှာလျှောက်သီးတံမြာသီးလို့အချင်းမျိုးပြောတာမဟုတ်ပါဘူးဟုတ်ကဲ့ဆရာဒိန်ဂျင်တို့လို့မကြီးဖြော်ရီတို့လို့ဟုတ်ကဲ့စီးစုပ်ချင်တို့လို့သုံးမျိုးเนาะဒိန်ဂျင် မကြီးဖြော်ရည်တီးဆုံချင်းတီးဆုံချင်းအခါကလည်းပဲကြောင်ရှာတမရေးယူခဲ့သူပူကားကိုဒီခေတ်မှာမစားပါဘူးအေကားဖြစ်တဲ့မဲဇလီခွေးတော့ဟုတ်ကဲ့ပောက်ပန်းပြူအဲ့လိုအခါမျိုးလေးတွေကိုမှန်မှန်စားပြီးရင်အစာလဲစေးစေးလဲစားဆိုတဲ့စီကံအရာစီခဲ့သူအကျိုးတက်ရောက်ပြီးတော့ရှိတဲ့ဝေဒနာလွယ်လင်းတကူအကုန်ကြမများပဲနဲ့ ပျောက်ကင်းသက်သာမှာပါလို့ဆရာကြီးအကြံပေးလိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းပါရှင်ကြပါစေ